ဗုဒ္ဓကိုလည်းအမတန်ယုံကြည်နေတယ်အနတ္တလည်းပိုင်းနေတယ်ဆိုရင်တပြားမှသင်္ကာတော့အတ္တမရှိဘူးယုံနဲ့နံပါရှိတယ်ယုတ်ကလည်းအနေဆမမြဲဘူးဖြစ်ပြနေတယ်စိတ်ဆိုတဲ့နန္တရားကလည်းအနေဆမမြဲဘူးဖြစ်ပြနေတယ်အဲ့ဒါပိုင်ပိုင်ကြီးသိပြီသီလကလည်းစင်ကြယ်လို့အတိကလည်းပိုင်ပြီးဆိုရင်သောတာပန်ကိုဖြစ်တယ်အဲ့ဒါလို့ပိုင်တဲ့ပုဂ္ဂိုလ်တွေဟာဒီသိရင်ဝယ်နည်းနဲ့မှအပေမကြတော့ဘူး ဒီဩတာကမဖြစ်လဲပဲအပေမကြတော့ဘူး။ဘာဖြစ်လို့ဘုရားကိုသိကြည်ရတာကိုသိယုံကြည်တော့မလီဖရာတရားဖရာရှိပြီလို့မြတ်စွာဘုရားဟောတဲ့တရားတော်တွေငါပတ်ထားတဲ့ပန်ယုတ်ပါဠိတော်တွေလို့အဲ့ဒီလိုတရားတွေကရှိပြီလို့ဘုရားတရားတွေအမှန်ပြလိုက်တာလို့ဝန်ပါပြီးတော့လေဖရာကိုသိကြည်ရတာလို့တရားကိုလည်းသိကြည်ရတာပဲဒီဖရာရဲ့တရားတွေကိုဆောင်းလာတဲ့ ယဟန္တာအရှင်မြတ်ကြီးတွေတော့ဒါဗံသကရာကံအရိယာယဟန္တာကြီးတွေသိကြည့်ရတာပဲဒါကြောင့်ပရမဂုံကောင်းကောင်းတည်သွားတယ်ပရမဂုံကောင်းကောင်းတည်တဲ့ပုဂ္ဂိုလ်ဟာဒီငါးပါးသီလကလည်းလုံနေတယ်သူစရိုက်ဆဲပါလည်းမရှိဘူးအဲပုညကရိယာဝတ္ထုဆိုတဲ့ကောင်းတဲ့အလုပ်တွေကိုလည်းလုပ်နေတယ်ဒါလို့ဆိုရင်ရေကေတိဗုဒ္ဓံတရဏံကတာတိနတိကမိတံတိအပါယကုမေ ရေကေစီအမမကြီးတွင်မဲ့ဥဒုံအလုံးစုံသောလူတို့သည်ဗုဒ္ဓံမြတ်စွာဘုရားကိုသရဏအာသကုဝေယဝေကတာသေးသိကကြကုန်၏တေတောမြတ်စွာဘုရားကိုယုံယုံကြည်ကြည်သိကတဲ့ပုဂ္ဂိုလ်တို့သည်အပါယကုမရပဲဘုံသို့နာကဝိသံဒီမရောက်တော့ဘုံတတံဒီဒီဖဲယုံကြည်ယုံနေမဟုတ်ဘူးဒီဘောဂတိလာကလည်းလုံးနေလို့ ။တရားယုံကြည်ပြီးတော့ငါးပါးသီလပြည့်နေလို့ရှိရင်လည်းလက်မခံဘူး။ဘူးမခံဘူး။တရားလည်းယုံကြည်တဲ့ငါးပါးသီလကိုလည်းကိုယ်ကိုယ်ကိုထိတ်တာတယ်။ဒါလို့ဆိုရင်အပယ်ကြကြဘာမှမရှိတော့ဘူး။ဘာယာမနုဿန္တယံဒေဝဂါယံပရိပုရိသန္တိမနုဿန္တယံဒုက္ခန္တာကိုယ်ကိုဘာယာပယ်ဆွံ့ရသည်ရှိတော့ဒီဝကာယနာအပေါင်းကိုပြိပူရိတန်ဒီပြကြကိုရှိစေနိုင်ကုန်တော့လက်တံ ဟိုနတ်ပြည်မှာအဲသူတို့အသီးသီးကြည့်ကြတဲ့နေရာကိုယ့်အတွက်လည်းနတ်ပြည်ကပို့ပြီးတော့ပြည့်သွားပြန်ရောတဲ့။ဒါကြောင့်အနတ္တကိုပိုင်ပိုင်ကြီးပြည့်နေခြင်းလေ။ဒီဤရိယာရာကိုဒီလိုဒီလိုအသိမျိုးမဟုတ်ဘူး။ပိုင်ပိုင်ကြီးပြည့်နေခြင်းလေ။အဲဘုန်းကြီးတို့အဲတန်ဃာတော်တွေကလည်းအနတ္တကိုပိုင်ပိုင်ကြီးပြီးပြီးတော့ဟောဒီကန္နာကိုကြည့်ရရုပ်နဲ့နာမ်ပဲရှိတယ်။ ယုတ်တည်ကြည့်လိုက်တော့လည်းမမြဲလို့အနေစာအနေစာအိုးပြီးတော့လာခဲ့တယ်။စိတ်ဒီနန္ဒီကြည့်လိုက်တော့လည်းဖြစ်ပြီးတော့ပြက်ဖြစ်ပြီးတော့ပြက်နေအနေစာဒုက္ခအနတ္တတွေအတ္တဆိုတဲ့အကောင်တည်းမရှိတဲ့အရာဝတ္ထုတွေအတ္တလည်းမဟုတ်အတ္တလည်းမရှိတဲ့အရာဝတ္ထုတွေလို့အနေစာဒုက္ခအနတ္တဆိုင်ခန္ဓာကိုစိုက်ပြီးတော့အနေစာဒုက္ခအနတ္တဆိုင်လို့ဒီခန္ဓာကိုခေါင်းပိုင်းကိုကြည့်လိုက်လို့ရှိရင် ကောင်းမိုင်းတစ်ပိုင်းလုံးမမြဲပဲအနေစာကောင်းမိုင်းတစ်ပိုင်းလုံးဖြစ်လိုက်ပြက်လိုက်ဖြစ်လိုက်ပြက်လိုက်နေတဲ့အဖြစ်ပြက်ဒဏ်ကိုအမြဲတမ်းနေရတဲ့ဒုက္ခပဲမဟာကျင်နာမဟုတ်ဘူးဒီဒီအဖြစ်ပြက်ဒဏ်ကအမြဲရှိနေတယ်အဲ့ဒီကောင်းမိုင်းတစ်ပိုင်းလုံးလည်းအတ္တမရှိဘူးအနတ္တပါလားလို့အနေစာဒုက္ခအနတ္တရှုလိုက်ရှုလိုက်ရှုလိုက်ဒါကကောင်းမိုင်းကအောက်ဆင်းပြီးတော့လေပင်တစ်ပိုင်းကြာပြန်တော့တယ် မေခုနဲ့ပဲအနေစာဒုက္ခအနတ္တတကလက်ရလက်ပဲကြာပြန်တော့လေလက်ရလက်တစ်ခုလုံးကအနေစာဒုက္ခအနတ္တလောဘတဲ့ကြောင်းလုံးလည်းပဲအနေစာဒုက္ခအနတ္တဒီဒီမြင့်တစ်ခုလုံးလည်းပဲအနေစာဒုက္ခဒီရုပ်ကလေးတွေအကုန်လုံးဟာတွေကမမြဲတဲ့အရာဝတ္ထုကြီးပဲအဖြစ်အပျက်ဒဏ်ခံရတဲ့ဒုက္ခကြီးပဲဒီအတ္တမဟုတ်တဲ့အနတ္တကြီးပဲလို့ ဒါရဲဝမ်းပိုက်တကူလုံးကြောတကူလုံးလည်းပဲအနေစာဒုက္ခအနတ္တဒီအောက်ပိုင်းကြတော့လည်းလည်းညာကြပဲပေါင်းတပေါင်းအကုန်လုံးကအနေစာဒုက္ခဝဲပဲပေါင်းကလည်းအနေစာဒုက္ခညာပဲခြေလုံးကလည်းအနေစာဒုက္ခအနတ္တဝဲပဲခြေလုံးကလည်းအနေစာဒုက္ခအနတ္တဒီဒီခြေဘဝဒီဒီခြေတွေကလည်းခြေထောက်တွေကလည်းအနေစာဒုက္ခအနတ္တ ဝဲဘက်ခြေတော်တွေကလည်းအနေစာဒုက္ခအနတ္တတကပြန်တက်ပြန်တော့လဲဝဲဘက်ခြေတော်ကလည်းအနေစာညာဘက်ခြေတော်ကလည်းအနေစာအကုန်လုံးကောင်းပိုင်းတည်းအောင်ပြန်ပြီးတော့တဲ့အသွားပြန်သွားကြဟုတ်မြင့်ကိုအပြန်အလှန်စီးနေလို့ပဲလေစိတ်ကိုခန္ဓာကိုယ်တစ်ခုလုံးကအနေစာဒုက္ခအနတ္တလို့မပြတ်အောင်မလအောင်လေအထက်ပိုင်းရောအောက်ပိုင်းရောအထက်ပိုင်းရောအောက်ပိုင်းရောအပြန်အလှန်အဲ့လိုရှိဦးပြီးတော့နေတော့ဘယ်မှလဲစိတ်သက်စရာဘာရှိတော့တယ်လဲဒီ လောဘဒေါသဖြစ်เสียပါရှိတော့တယ်နော်အလုံးယုံနာမဲ့ရှိတဲ့အနိစ္စဒုက္ခအနတ္တကြီးပဲလို့သိလို့ဘုရားကိုကြီးညိုလိုက်တာဘုန်းကြီးကတော့ကြီးညိုတာပေါ့ငယ်ငယ်တုန်းကဘုန်းကြီးကအတ္တဆွဲပြီးတော့နေတာမို့လို့လေအတ္တမဟုတ်ဘူးအနတ္တအနတ္တလို့ဘုရားဟောတဲ့တရားတွေသိတော့သိဘုရားကြီးညိုတာပဲသိသိပြီးတော့ဘုရားကြီးညိုလို့ဘုရားသာနာတော်ကြီးသိကောင်းအောင်သင်တောင်းကြောင်နေတာပဲဘုရားကိုအာယုံပြုပြီးတော့နေတာပဲအဲကြောင့် ယခုဒကာကြီးကိုဘုန်းကြီးကဟောကျင်တာကအနတ္တပဲဟောကျင်တယ်ကိုတို့ကမပြောလိုက်ရလို့အတ္တမဟုတ်ဘူးခန္ဓာကိုယ်ကြီးတစ်ခုလုံးကအဲအနတ္တပါပဲဒီဗမာလူပြောနေကြတဲ့လက်ပြကောင်လည်းခန္ဓာကိုယ်ထဲမှာမရှိပါဘူးအဲဝိညာဉ်ကောင်ဆိုတဲ့ခန္ဓာကိုယ်ထဲမှာမရှိပါဘူးအသက်ကောင်ဆိုတဲ့ခန္ဓာကိုယ်ထဲမှာမရှိပါဘူးအတ္တဆိုတဲ့ခန္ဓာကိုယ်ထဲမှာမရှိပါဘူးယုံနေနံသာရှိပါတယ်လို့ဆိုတဲ့ဥစ္စာကို တကားကြီးကစပြီးတော့ဆွေမျိုးတွေအားလုံးယခုဖိတ်မှန်းထားတဲ့မိတ်ဆွေတွေအားလုံးဒီအတ္တမဟုတ်ဘူးအတ္တမရှိဘူးအတ္တမဟုတ်ဘူးအတ္တမရှိဘူးဖြတ်ဖြစ်ကိုဒီကပြုတဲ့ကုသိုလ်ကံတွေကဘယ်နဲ့လောက်ပြီးတော့ကိုယ်ဘက်ဘဝမှာအကျိုးပေးတယ်လို့ရှိသေးတယ်လေဒီကပြုတဲ့အကုသိုလ်ကံတွေကအတ္တမရှိလို့ရှင်ဘယ်နဲ့လောက်ပြီးတော့အကျိုးပေးပါမလို့လို့တခါလိုက်ကြရပြန်မယ်အဲ့တော့ဘုဒ္ဓမြတ်စွာဘုရား ကံရဲ့တတ္တိဆိုတာအမှန်တန်ရှိကြတယ်ဘုဘဝဒီဘဝလို့ဆိုတဲ့ဥစ္စာကလောကပညာထတာအမှန်တော့ယုတ်တည်နံတည်ဆက်နေတာပဲသေရဆိုတဲ့သေတဲ့ယုတ်နောက်ပဋိပဒေနေတော့လည်းပဋိပဒေနေတဲ့ယုတ်ယုတ်နံယုတ်နံယုတ်နံဆက်သွားတာပဲဒီကံတခုကအတ္တိရှိသမျှဒီဘဝကိုအကျိုးပေးပြီးတဲ့နောက်သုတ္တိကုံတော့သေရလို့တမှုလိုက်ကြတာအမှန်တော့ကံတခုကပြန်ဆက်ပြန်ပါပဲဒီလိုကြီးပြန်ဆက်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 နေရာကဒီ ယဟနာဖြစ်တယ်ဆိုတာဘယ်လိုကြမှာဖြစ်လို့ဆိုတော့ပြန်ဆက်တာကကဲညီတက်တဲ့ဆက်တာမဟုတ်ဘူးအဝိဇ္ဇာကပုံလွန်ပြီးတော့တဏှာကဘဝလိုခြင်းလို့ပြန်ဆက်တာအဝိဇ္ဇာနဲ့တဏှာကုန်ကန်းတဲ့ယဟနာဖြစ်တော့ဘဝမလိုခြင်းတော့ဘူးမလိုခြင်းတော့ကိုယုံနာနေပြန်ပြီးတော့မဆက်လို့ပရိနိဗ္ဗာန်ဆန်တယ်လို့ဆိုကြရတာအမှန်ကတော့ယုတ်ပင်နံနဲ့မဖြစ်ရင်ပရိနိဗ္ဗာန်ဆန်တာပဲဒီဒုတိယလူတွေကတော့ဘဝလိုခြင်းတော့ကံတွေကလေဘဝအစ်လုတ်လုတ်ပြီးတော့ဖိလို့မှုဘဝတွေအစ်ရနေတယ် အတိရတော့ဇာတိဒုက္ခပြိတိနေရတဲ့ဒုက္ခတွေ့ရတယ်။သရဒုက္ခအိုးတဲ့ဒုက္ခတွေ့ရတယ်။မရဏဒုက္ခသေးတဲ့ဒုက္ခတွေ့ရတယ်။ဓာတိဒုက္ခနားတဲ့ဒုက္ခတွေ့ရတယ်။အဲကျက်လူတွေနဲ့တွဲနေတဲ့ဒုက္ခတွေခံရတယ်။မုန်းတဲ့လူတွေနဲ့တွဲနေတဲ့ဒုက္ခတွေခံရတယ်။ဝိနည်းကျင်တာကိုမရတဲ့ဒုက္ခတွေခံရတယ်။အဲလိုဒုက္ခတွေခံရတဲ့ဥစ္စာကိုတဏှာကဖုံးပြီးတော့နောက်ဘဝတခုလိုချင်ကြရော။အဲဒီကဒုက္ခတွေအမျိုးမျိုးလာကြပြန်ရော။ ဒါကြောင့်ဗုဒ္ဓမြတ်စွာကအဲ့ဒီဒုက္ခတွေကိုခံပြီးတဲ့နောက်မှာတချို့အကုသိုလ်ကံတွေကမရေခေါင်းကလေးဖြစ်အောင်ကံကအကျိုးပေးလိုက်တော့မရေမှသွားပြီးတော့အမှန်တကြီးကျယ်တဲ့ဒုက္ခတွေခံရတယ်။ပိဋကကောင်ဖြစ်အောင်ဘဝကိုစီမံလိုက်တော့တဏှာကဘဝလိုချင်တော့ကံကဒီမကောင်းတဲ့ကံတွေကအခွင့်သာတော့ပိဋကကောင်ဖြစ်လိုက်ပြန်ရောအဲ့ဒီပိဋကဒုက္ခတွေခံရတယ်။အတ္တကစီမံတာမဟုတ်ဘူးမိမိတွေ့တဲ့မိမိကံကစီမံတာဒါကြောင့်မို့လို့ တဂါဒီပြုတဲ့ကံကဒီအသက်အရွယ်တန်ရောင်အဲဒီပြုစုပြီးတော့ပြီးတော့လေအဲသားတွေကပြုစုဘောရကြတယ်။သမီးတွေကပြုစုဘောရကြတယ်။မိတွေကပြုစုဘောရကြတယ်ဆိုတာဒီကံကဒီမှာအခွင့်ပါနေလို့ပြုစုကြတယ်။သူတို့ကပြုစုတော့စိတ်ကလေးကလည်းသက်သာလို့စိတ်ကြောင့်ဖြစ်တဲ့ရုပ်တွေကလည်းခံနေရရှိပြီးတော့ဒီအသက်အရွယ်ရှိအောင်နေနိုင်ကြတာ။ ဘယ်လိုမှမဟုတ်ဘဲနဲ့ပြုစုမဲ့သူတွေကညံ့သွားလို့ရှိရင်လည်းစိတ်ကသင်ရဲတယ်အာဟာရတွေကမကောင်းဆိုတော့ဒီမှာရုပ်တရားတစ်ခါလဲရိပြီးတော့ညွတ်သွားပြီးတော့ဘဝတစ်ခုပြောင်းရရတာဒါကြောင့်တရားကြီးကဒီအချိန်တွေကနေပြီးတော့အလုံးစုံလာကြပါစီမေတ္တာပို့အလုံးတတဝါတွေစမ်းလာကြပါစီအဲငါရဲ့သတ္တမိမိမြေတာမကဘူးအလုံးအဲမိတ်တွေမိတ်တွေဆွေတွေ မိစ္ဆေမတပါတပြင်အသိရှိသမျှတတ္တဝါတွေဆန္ဒကြပါစေလို့မေတ္တာပို့မေတ္တာပို့ပြီးတော့ဗုဒ္ဓကျေးဇူးတွေကြီးလိုက်တာနော်ဗုဒ္ဓမြတ်စွာရဲ့ကျေးဇူးတွေကြီးလိုက်တာအဲဗုဒ္ဓရဲ့ကျေးဇူးတော်ဟာငါ့အပေါ်မှာဘယ်လိုဝင်မရဘူးဘာဖြစ်လို့နောက်ဘဝတစ်ခုကောင်းအောင်လည်းဒီဗုဒ္ဓကျေးဇူးတော်ကြောင့်တရားတွေကအဲနားလဲလို့ကုသိုလ်တွေပြုတာလို့အဲ့တော့ဗုဒ္ဓကျေးဇူးသိကြည့်ပါလားဗုဒ္ဓဟောတော်မူတဲ့တရားတော်တွေသိကျေးဇူးကြည့်ပါလား ဗုဒ္ဓတရားတော်တွေကိုမပြတ်မခဲ့အောင်ထောင်ပြီးတော့လာခဲ့ကြတဲ့ယဟနာအရှင်မြတ်ကြီးတင်းနဲ့တော့ယခုစာရိပါတွေကိုပို့ချပြီးတော့နေကြတဲ့ပုဂ္ဂိုလ်တွေဟာဘုရားတရားတော်တွေမပြတ်အောင်ထောင်ရမယ်လို့တဲ့ကျေးဇူးကြီးပါပြီလားလို့သံဃာရဲ့ကျေးဇူးတော်လဲအနန္တဘုရားတော်ရဲ့ကျေးဇူးတော်လဲအနန္တနဲ့ဘုရားတရားသံဃာသမဂုံကိုပြီးပြီးသားသာတည်ပြီးတော့ပြီးပြီးငါးပါးသီလကလည်းလုံနေသူတိုက်သေးပါကလည်းကျောင်းနေဘုရားတရားသံဃာကိုလည်းပဲ အကျိုးမဲ့ယုံကြည်ကြည်ညိုပြီးတော့နေတယ်။ငါလေးလောကမှာနေလို့လည်းကောင်းတယ်၊သေလို့လည်းကောင်းတယ်။အင်မတန်ကောင်းတဲ့လောကကြီးကိုငါရငါပြီလို့။ဘုန်းကြီးဝမ်းမြောက်နေသလိုလေ။ဒကာကြီးကလည်းဒီလောကကြီးကိုဘုရားတရားသံဃာတွေအကြောင်းပြုပြီးတကလားဝမ်းမြောက်လို့အဲ့လိုနေပါမေတ္တာပို့ပြီးတော့နေပါ။အဲကြောင့်ဘုန်းကြီးကကျောင်းတိုင်းမှာလည်းအလုံးမေတ္တာပို့ပြီးတော့နေကြ။အဲတတ္တဝါတွေလည်းအလုံးမေတ္တာပို့ပြီးတော့နေကြလို့ဘုန်းကြီးသာတခုရေးတဲ့နေရာမှာ သဇာတဝါဒုတယံတုဗုဒ္ဓဟံတုသူမင်္ဂလာသူတင်သူဒုက္ခတေယိကမေဘူရင်သူတဗ္ဗပါရမီသဇာတဝါကိုစီကိုငါကိုဒီပ၌ပြေရဆရာတတ္တဝါဟုသမယတို့သည်ဒုတယံတုအိမဲရမဲကောင်းစွာမဲ၍မြတ်သက်သီသာအိသက်နိုင်ကြပါစေသတည်းတို့သူကညညာအိယာကနိုးလို့လေအလုံးတတ္တဝါတွေ စေတဲ့ဆန်းရံသာသာအိတ်ဆက်နိုင်ကြပါစေနဲ့မေတ္တာဖို့လို့ပဇာနာပါသုတ်တယံသူဗုဒ္ဓဟံသူသူမင်္ဂလာသူမင်္ဂလာမင်္ဂလာကျက်တဲ့ရဲ့ဝေလံတဲ့ပြင်သံပွင့်ညာဂုံဤဖြစ်၍ဗုဒ္ဓဟံသူအကောင်းစွာမိုးတော့အလင်းရောက်လျက်ထမ်းမြောက်နိုင်ကြပါစေဂုံတိနှုတ်ကြပါစေနှုတ်ရည်နိုင်ကြတော့အလုံးလေးကျက်တဲ့မင်္ဂလာရှိရှိနဲ့ကောင်းတဲ့အကြောင်းအရာတွေပြလို့ကောင်းတဲ့အမြင်တွေမြင်လို့ ပါလုံးချမ်းညာသာသာနိုးကြပါစေသဇာတပါသုဒယံတုဥတဟံတုသူမင်္ဂလာသူတင်တုဒုက္ကတေဟိကမေဘူးရင်တုသဗ္ဗပါရမီဒုက္ကတေဟိကမေအဘေဒုက္ကတိရောက်မီအကြောင်းမကောင်းကြီးသောအကုသိုလ်အမျိုးမျိုးကို သူတင်တုသူတော်လည်းနဲ့တရားဆက်ပြင်းဖြူပြဲနိုင်ကြပါစေတည်းအိယာကသာတော့မကောင်းတဲ့အကုသိုလ်စိတ်တွေဖြစ်နိုင်ကြပါစေ မကောင်းတဲ့စကားတွေမပြောဘဲနဲ့ကောင်းတဲ့စကားတွေပြောနိုင်ကြပါစေမကောင်းတဲ့အမြင်တွေမမြင်ဘဲနဲ့ကောင်းတဲ့အမြင်တွေမြင်နိုင်ကြပါစေအလုံးလေးကုသိုလ်တရားတွေတိုးပွားပြီးတော့အကုသိုလ်တွေဖြစ်နိုင်ကြပါစေသဗ္ဗပါရမီအလောင်းလေးရာအပြီကောင်းရာသည်သုံးမြာဆယ်ဒီပါရမီအပေါင်းအကျင့်ကောင်းကိုပူရင်တူတသိန်းတဲ့တသိန်းရင်းတဲ့ရင်းအောင် မလင့်ပုံတွေဖြစ်ခြင်းနိုင်ကြပါစေတည်း